ဲအခုနောက်ကပြီမန္တလေးမှာဒီရသမသုံးအစင်းရှိတဲ့အလတ်စာမြင်းကလေးတစ်ခုလုတ်သွားပြန်ပါပြီဒီညလေးဘာဖြစ်အောင်လဲတော့မသိဘူးမင်းညာကလေးရောင်မျိုးရဲ့နီးဖြာပုံမျိုးပင်လယ်ပြင်ဝမှာလုတ်သွားတယ်ဆိုရိတ်ခါကျတော့တရပတိရဲ့နောက်ဆက်တွဲကလေးတွေကလှုပ်မသွားပြီနောက်ဆက်တွဲကလေးပေါင်းအခု300ပြည့်တော့မယ်ဆိုပြီးတော့မလို့သာပညာရှင်ဦးဝင်းနိုင်ကတော့ထိုင်းသတင်းဌာနရဲ့ဖော်ပြချက်ကိုကူကာပြီးတော့ရေးသားတင်ပြထားတာကိုလည်းကျွန်တော်အနေနဲ့တွေးရတယ် ပြီးတော့အခုပြောချင်တာကမုံတိုင်းကြီးကိစ္စမုံတိုင်းကြီးကအစတုန်းကတော့အရန်ပြင်းထန်စွာဒီမုံတိုင်းကြီးကလာမယ်ပေါ့ဗျာဒါမဲ့လမ်းချောင်းကပြောင်းသွားတယ်နော်ဒါမဲ့အခုမုံတိုင်းကြီးကအရန်ပြင်းထန်စွာမဝင်ပါမယ်လေမိုးလူဝသပညာရှင်ဦးဝင်းနိုင်ရဲ့ပြောကြားချက်အရတော့ကျွန်တော်တို့တတိထားမှရပါမယ်ဦးဝင်းနိုင်ကဘင်္ဂလားပင်လယ်အထောင်ပိုင်းမှာလေဖီအာနေချက်ဝန်ဖြစ်လာနိုင်ပေမယ့်အမေရိကန်နဲ့ EU မော်ဒယ်များအခြားမှာကွဲလွဲမှုရှိနေသေးကြောင်းတွေ့ရတယ်တဲ့ ECNWF Icone JPS Morero ရဲ့ချုပ်တင်ခန်းမှန်းချက်ရတဲ့ April 4ရက်ညနေ9ရက်နံပိုင်းမှာစတင်ပြီးတော့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှာလီပီးအားနဲ့ရန်ဝန်တစ်ခုဖြစ်မယ်တဲ့ April 4ရက်နေ့ကိုရင်နေမှာ ECNWF နဲ့ Icone Morero များကလီပီးအားနဲ့ရန်ဝန်ဟာတိတိတသာကိုအားကောင်းလာခြင်းမရှိဘဲအနောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ကြောင်း GFS Morero ကတော့ မုံတိုင်းကဘူအားကောင်းလာပြီးတော့မြောက်ဘက်ကိုဆက်လက်ရွေလာနိုင်ကြောင်းကိုခံမှန်ထားတာကိုတွေ့ရတယ်เนาะဆိုတော့ဒီနှစ်ခုကမတူဘူးဘာဖြစ်ဖြစ် JBS ရဲ့ခံမှန်ချက်အရတော့ AB လ9ရက်မှာ AB လ9ရက်အထိ9ရက်တာကာလအတွင်းမှာနိုင်ငံသားမိုးတဲထန်စွာရွာသွန်းမယ်เนาะအထူးသဖြင့်တော့ရခိုင်ကိုင်းရင်းတန်းဒေသမှာမိုးပူများနိုင်ကြောင်းတွေ့ရတယ်တဲ့ကျနေမော်ရီမြိုင်ခမ်းမန်းချက်ရတော့ ARD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမန္တလေးတိုင်းနေပြည်တော်တို့မှာ မိုးရွာနိုင်မဲ့အခြေအနေတွေရှိတယ်။တိတ်ပြီးတော့မပြင်းထန်ဘူး။စစ်ကုံစီရင်မိုးစလားကတော့ငလင်ဘေးတန်တင်ဒေသများဖြစ်တဲ့မန္တလေးနဲ့စကိုင်းတိုင်းပတ်ဝန်းနေရာဒေသအချို့မှာလာမယ့်9ရက်တွင်အချိန်ခါမို့မိုးတချို့ရွာမှာဖြစ်တဲ့အတွက်အထူးကြိုးစားဖို့တော့မှာကြားထားတာကိုလည်းတွေ့ရပါတယ်။မိုးစလားရဲ့ထုတ်ပြန်ချက်အရတော့အေဗီလာ6ရက်မှာ7ရက်တွင်မန္တလေးစကိုင်းနေပြီးတော့အခုချန်ကိုမကွေးရီတိုင်းနဲ့ကြာချင်းရခိုင်ရှမ်းပြည်နယ်တို့မှာနေရာကွက်ချမှာနေရာကြကြဲ မိုးထချုံရွာမှာဖြစ်ကြောင်းထုတ်ပြန်ထားတာကိုတွေ့ရတယ်။ဒါပြင်သလင်းတားရီတိုင်းကချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စီရွာသွုံးမှာဖြစ်ကြောင်းလေထုတ်ပြန်ထားသလိုလက်ရှိမှာငလဲလောက်ခတ်မှုကြောင့်အဆောက်အဦများရိုးချက်ပျက်စီးနေတဲ့အတွက်ပြည်သူများစုဟာကာလမကြီးပေါ်မှာရွက်ပြင်သဲထိုးနေထိုင်ကြသူများဖြစ်ပါတယ်။ဒါကြောင့်မလို့အခုလိုမျိုးမိုးရွာမယ်ဆိုတော့အခုခရက်ကနေပြည်သူတွေအနေနဲ့ကြိုတင်ပြီးတော့စီစဉ်နိုင်ဖို့အတွက်ရေပေါ်အထူးသတိပေးပါစေ။ဒီတစ်ခါကျတော့ကျွန်တော်တို့ဟိုလိန်ကရအောင်မှမဟုတ်ဘူး။ เนาะအချိန်မီပြင်းထန်စွာလာနိုင်တယ်အခုလေလီတာသမာ3အစရှိတယ်เนาะအင်အားအလက်အရွယ်စားတွေပဲတောင်းလျှောက်လာနေတာဖြစ်တဲ့အတွက်ပြည်သူတွေเนาะတလကြာလောက်တဲ့အထိเนาะအထူးပြုဆိုင်ဖို့လိုအပ်ချောင်းကိုဒီကနေပြည်သူမျိုးကိုလေအထူးသတိပေးပါစေဗျာ